ဆရာဆုံးတဲ့တပည့်ဤပုစိန်တွေကလက်မယွန်းကျေးစားလူတဲ့သမားတွေဖြစ်ပါတယ်။ဆရာတပည့်တွေဆိုပေမဲ့လည်းဘယ်တော့မှပြောလို့ဆိုလို့မရအတိုင်ပေါက်လက်တဲ့ဇမမငြိကြတဲ့တွေ့ပေါ်တွေပါ။ရပ်ပမမိမ့်မလဲတင်းကျွဲဆိုသူကလည်းဇလန်းအစကလေးကဘာရဲ့ကြောင့်မှမသိယောက်ျားတူအုပ်ကိုခွပြီးတက်ပြစ်လိုက်။ဒီနေ့မှဆရာဆုံးတဲ့တပည့်ကြီးတို့စီကိုမစ္စတာကောင်းပြူဆိုတဲ့ပုဂ္ဂိုလ်ကြီးတယောက်အလုလာအပ်တယ်။မစ္စတာကောင်းပြူဆိုတာကတော့မြေရောက်ဒူစရိုက်လောကရဲ့တိတ်တိတ်ကျဲပုဂ္ဂိုလ်ကြီးတူဖြစ်ပါတယ်။သူကတော်ရုံလူတွေတိတ်မတွေ့ဘူးကြပဲနောက်ကွဲကနေပဲကိစ္စတိုင်းကိုအတန်နဲ့ညင်ကြားနေလေးရှိတယ်။အခုလဲဆရာစောတို့ကိုအလုအတာရိုးရိုးမအပ်ပဲယထာဘူရာကလောကလေးတစ်ခုစီမှာပစ္စည်းတစ်ခုရင်သွားယူခိုင်းတယ်။ဆရာစောလည်းအတန်ဖိုင်ဘသူပို့လိုက် င်မှမသိလို့လောကလေးစီသွားကြည့်လိုက်တော့အနဲ့ရောင်နဲ့ဆွဲတက်တာလေးတစ်လုံးကိုတွေ့ရှိလိုက်ရတယ်။ဒီကြားထဲရထားကြီးကတန်ရှင်ရင်သမားအာယုံနာနာနေလို့ဆရာဆိုလက်ဓာတ်ထုတ်ပြီးချမ်းပေးလိုက်ရပြီ။ဒီလူနဲ့တက်တာလေးယူသွားပြီးဆရာတပည့်နေရကော်ဖီဆိုင်မှာတူတူတော်ဖင်းကြည့်ကြဖို့လုပ်တယ်။တနက်ဆက်ဆံမဲ့ထိုကော်ဖီဆိုင်လေးဟာမင်းမလဲတင်းကျွေးအချိန်ပိုင်းလေးလိုတဲ့ဆိုင်လေးပဲဖြစ်ပါတယ်။တပည့်ကြီးဖူးစင်ကလည်းတင်းကျွေးအထာလာပေးနေမှန်းသိလို့ချက်ချင်းပဲစကားတော်ပြောပြလိုက်ပြီ။ယူပါကလည်းချောင်းတလူစာပြီးပြီလာကောင်းနေလို့လည်းမဟုတ်တော့တင်းကျွေးနဲ့ဖူးစင်တို့လည်းပထဝီဒီဇောတွေပါတဲ့သွားကြတယ်။ဒီလူနဲ့ပုံချောင်မင်းခနာနေတော့ဆရာတပည့်နေရလည်းတက်တာကိုဖွင့်ကြည့်လိုက်တာစားတချောင်းနဲ့မိကြီးဆန်လေးတွေကိုတွေ့လိုက်ရတယ်။ အဲ့တော့မှဆရာတပည့်နှစ်ယောက်လည်းဒီလို့ဟာမစ္စတာကောင်ပူစီကအလုံမှန်းရိပ်မိသွားကြပါပြီ။ဒီလူကြီးနဲ့အလုပ်တွေလုပ်ဖို့ဆိုတာကျွန်တော်ကြောင့်ငယ်ကိစ္စမို့လို့ဆရာဆော်တို့လည်းစာထဲမှာရေးထားတဲ့အတိုင်းကလပ်တစ်ခုစီကိုသွားလိုက်ကြတယ်။ဟိုရောက်တော့ဆရာဆော်တို့လာကိုထိုင်ဆောင်နေကြတဲ့အတိုင်းပတ်မတ်တူဦးကိုလည်းတွေ့ရတယ်။သူမကတော့တခြားသူမဟုတ်ပဲခုနတွေ့ခဲ့တဲ့မိမလေးတိန်ကျွဲပဲဖြစ်ပါတယ်။တကယ်တော့တိန်ကျွဲကမစ္စတာကောင်ပူရဲ့ဂျာကန်နူတယောက်သွားပြနေပြီးဆရာဆော်တို့ကလည်းနောက်ထပ်တစ်တိုင်းတစ်လုံးထပ်ပေးလိုက်ပြန်တယ်။ဒါပြင်ဘိုးစင်ကလည်းဗလန်းကြီးသဘောကျတဲ့ဆိုပြီးပြပြတေးပါပေးလွှတ်လိုက်ပြီ။ဒီလိုနဲ့ညာကျတော့ကောင်ပူစီကနေဖုန်းထပ်ဝင်လာပြီးဆရာဆော်တို့နှစ်ယောက်ထဲကတယောက်သူ့ကိုလာသေးဖို့လမ်းပြောတယ်။ အဲ့ဒါနဲ့ဆရာဆိုပဲတော်တွေးလိုက်ပြီး15တလောင်းမြင်းနဲ့အထက်ကိုလည်းတလီကမပါလီကကနေတက်သွားရတယ်။ဒီလိုနဲ့အပေါ်ကိုရောက်တော့လေမစ္စတာကောင်ဖြူကိုမတွေ့ရသေးပဲအခန်းကြီးတစ်ခန်းလုံးဖုန်းလေးတစ်လုံးကိုပဲတွေ့ရတယ်။ ဆရာချောကလည်းဖုန်းပြောဖို့ရိတ်တီတီခေါ်နေသေးတယ်ဆိုပြီးမေးကြည့်လိုက်တော့နှစ်ယောက်တည်းတည်တန့်စကားပြောဆရာရှိလို့လို့ဆိုတယ်။ကောင်ပြူကသူ့တခိုင်းတဲ့လူကိုတပေးပြီးရင်တပေးဖြစ်သူပိုးစိန်ကိုပါတခါလေးတပေးစီချင်တာဖြစ်ပါတယ်။အကြောင်းကားလို့လူများရင်တိတ်မကြိုက်လို့ဖြစ်ပြီးအဲ့ဒီတည်းလေးပတ်စံကိုနှဆပုတ်ပေးသွားမှာပါ။ဆရာချောကလည်းငယ်စဉ်ကတည်းကပတ်စံတမျှနာနဲ့နေလာတဲ့ကြီးစားတယောက်ဖြစ်တာမျိုးကောင်ပြူရဲ့ကံလန်းမှုကိုလက်ခံလိုက်ပြီးအချင်းတပတ်မှတင်းကျဉ်နေတဲ့ပိုးစိန်စီကိုယထာကိတ်ကတန်ရှင်ရေးဓမ္မကြီးရောက်ရှိလာတယ်။ ကျောင်းကားတော့တစုံတယောက်ကဂိမ်းမှာပစံပြေးပြီးခိုင်နိုင်လို့ဘူးစိန်ရှိကိုလက်ဆွဲအဲ့ဒီတော့တလုံးလာဖို့ပြေးတာဖြစ်ပါတယ်။တော့တစ်တာထဲမှာခုနဆရာဆွန်တဲ့ခေါင်းဖြူလိုပြောနေတဲ့စကားတွေအကုန်အတန်သွင်းထားတဲ့ကဆက်လေးတစ်ခုပဲဖြစ်ပါတယ်။ဘူးစိန်လည်းသူ့ဆရာသူ့ကိုတစ္ဆာပေါက်တော့မယ်ဆိုတာကိုကြိုသိသွားပြီးတင်းကျွနဲ့ပူပေါင်းမှုဆုံးဖြတ်လိုက်တော့တယ်။ဒီလိုနဲ့နောက်နေ့မှတော့ဆရာတပည့်နှစ်ယောက်လုံးတရားမဲ့လူရဲ့အိမ်သားမှသွားနေနေကြရင်ဟာမပြတ်နေလိုက်ကြတယ်။ ။ဇာစိုးလေးဘိုးစင်ကိုချက်ချင်းတက်ပြလိုက်လို့ရပါမယ်လဲပြောထားတဲ့အတိုင်းပြမကိုအရင်တက်ဖို့ပဲဆုံးဖြတ်လိုက်တယ်။ခဏကြာတော့ပြမရောက်လာပြီဆိုပြီးဖုန်းဝင်လာလို့ဇာစိုးလေးတက်ဖို့ကြည့်လိုက်တာတင်းကျယ်ပဲသွားဖြစ်နေပြန်တယ်။ဒါပေမဲ့ဇာစိုးကြောင့်ကြီးနေတော့မှရေဘိုးစင်အနောက်ကနေဇာစိုးကိုတနက်နဲ့ဥအောင်ချိန်လိုက်ပါပြီ။ဒီလိုနဲ့တင်းကျယ်နဲ့ဘိုးစင်နေရာပေါင်းပြီးဇာစိုးတောင်ချိုးထားတဲ့မထိုးခင်အရင်ဥအောင်ထိုးထားလိုက်ကြတယ်။ဒါကြောင့်ဆရာစောကအောက်ကနေပြီးအောက်လေးတွေဆက်တိုင်းနေလို့ဘိုးစိန်လည်းမဆိုင်မတာပဲတနက်နဲ့အသေးပြတ်တက်လိုက်ပါပြီ။အွန်လိုင်းသူကြီးဖြစ်သွားတဲ့ဘိုးစိန်လည်းရီလေးပါလေးချိုးပြီးမှတတရရဲ့အောက်ကိုပြန်ဆင်းလာတယ်။ ကဆိုးကျင်တော့အောက်မှာသူ့ကိုတင်းကျွဲကလည်းတနတ်နဲ့စောင့်နေနေပါပြီ။တကယ်တော့ဆရာတပည့်နဲ့ရလုံးဟာမစ္စတာကွန်ပျူရဲ့ကျိုးဆွေးရာကိုတောက်လျှောက်ကနေကြရတာဖြစ်ပါတယ်။အစားကတည်းကသူတို့တက်ဆရာဘာပြမမှမရှိပဲသူတို့ကိုယ်တိုင်ကသာပြမပဲဖြစ်ပါတယ်။နမကြီးကျေးစားနေရအချင်းချင်းပြန်ကြိုက်ကြတာကြည်ကျင်လို့တင်းကျွဲကိုဦးဆောင်ခိုင်းပြီးဒီလိုအစီအစဉ်ခဲ့တာဖြစ်ပါတယ်။ဒါအပြင်ရထားကေကတန်ရှင်ရဲ့တမကြီးကလည်းတင်းကျွဲရဲ့အကူပါ။အခုတော့တင်းကျွဲကိုယ်တိုင်ပဲပိုးစင်ရဲ့ခေါင်းကိုအပေါက်ပေါက်ပြီးအဆုံးသတ်ပေးလိုက်ရပါပြီ။ဒီလိုနဲ့တန်ရှင်သမားကြီးကပဲရှင်းစရာရှိတဲ့အလောင်းနဲ့ရှင်မီးတင်းကျဲကတော့ခေါင်းပြုတ်ကိုပြန်တရင်ပို့တယ်။တကယ်တော့ခေါင်းပြုတ်ဆိုတာကလည်းတခြားသူမဟုတ်ပြန်ပါဘူး။သူတို့မျက်စိရှိမှတစ်ချိန်လုံးတွေ့နေ ရတဲ့ယထာခေကတန်ရှင်သမားကြီးကမစ္စတာကောင်းပြူဆိုတာပဲဖြစ်ပါတယ်။ကောင်းပြူလည်းသူ့ကိုယ်သူဘယ်သူမှမသိတော့ဘူးထင်ပြီးအိမ်ပြန်မဲ့လုံမသိကျက်ရုတ်တရက်ရှိကိုရောက်ရှိလာတယ်။ဒါပေမဲ့သိကျက်တယောက်တည်းမဟုတ်ပြန်ပါဘူး။တကယ်တော့သိကျက်ဆိုတာအစားကလေးကနှစ်ယောက်ရှိနေတာဖြစ်ပြီးညီမလေးရဲ့နာမည်ကလည်းတန်းကျွယ်ဖြစ်ပါတယ်။ဒီလိုနဲ့ကောင်းပြူလည်းဆယ်ကဘာလောက်မိမျိုးသားပြီးပြန်နိုးလာတော့ခက်စိတ်ကန်တစ်ခုလေးရောက်ရှိသွားရတယ်။ အရှင်မလည်းတင်းကျွဲနဲ့တန်းကျွဲတို့အမကြီးမနဲ့ဟာအလုပ်လေးရှုံးနေတာကိုတွေ့ရတယ်။နောက်ထပ်အံအဘောကောင်းလာတစ်ခုကတော့ခေါင်းဖြူအားတင်းကျွဲနဲ့တန်းကျွဲတို့ရဲ့အဖေအရင်ခောက်ခောက်ကြီးပဲဖြစ်ပါတယ်။လွန်ခဲ့သောနှစ်၂၀ကျော်လောက်ကဂန်ထားလူလူတမန်ချလူလူဖြစ်နေတဲ့ခေါင်းဖြူအားတင်းကျွဲတို့အမေတောင်းကျွဲနဲ့ဇနန်းလေးစားဖြစ်ခဲ့ကြတယ်။ဒါပေမဲ့လည်းခေါင်းဖြူအားတောင်းကျွဲကိုစားပွဲကြီးလုပ်ပြီးဘိုက်တလုံးနဲ့တယောက်တည်းဖြစ်ထားသွားခဲ့တယ်။ဒါပေမဲ့လည်းတောင်းကျွဲဟာသူ့ရင်သွေးလေးကိုရောင်းမွေထုတ်ခဲ့ပြီးတင်းကျွဲနဲ့တန်းကျွဲဆိုတဲ့အမလေးနဲ့ပါမြင်ခဲ့တယ်။တောင်းကျွဲဟာတနေ့မှခေါင်းဖြူနဲ့ပြန်တွေ့ခဲ့ပေမဲ့လည်းခေါင်းတော့တွေ့ခြင်းမျိုးမဟုတ်ခဲ့ပါဘူး။ခေါင်းဖြူကသူ့လူတန်းနေတာကိုတောင်းကျွဲတွေ့သားတယ်ဆိုပြီးတောင်းကျွဲကိုပါလိုက်တဲ့ပြေပို့လို့တယ်။နောက်ဆု ုံးအိမ်မကလေးရရှိနေတာကိုတော့မသိပဲတောင်းကျွေရဲ့အိမ်ကိုပါမိရှုဖြက်စီပြစ်လိုက်တော့တယ်။ဒါပေမဲ့လည်းတောင်းကျွေရသူကလေးနှစ်ယောက်ကိုအတန်းနဲ့ရင်မိရအောင်ကာကွယ်သွားခဲ့ပါတယ်။အိမ်ဒီကစားလို့မိဘမဲကရာမှာပဲကြီးပြင်းခဲ့ရတဲ့တင်းကျွေနဲ့တန်းကျွေတို့ကကောင်းပြုဆူတဲ့သူတို့ဘေးကိုလက်စားချေဖို့ညှူတေးခဲ့ကြတယ်။ကုမအကြောင်းဆုံးသိသွားတဲ့ကောင်းပြုလည်းအဖေကပါမိကပါတွေတော့အော်လို့မရခဲ့ပါဘူး။နောက်ဆုံးတော့အရာအလုံးကိုရှင်းပြပြီးနောက်တညောင်းနှစ်ချောင်းနဲ့ကောင်းပြုရဲ့ခေါင်းနဲ့ကိုညီမနှစ်ယောက်တယောက်ချောင်းထိုးထည့်လိုက်ကြရင်ဇလန်းလေးလည်းပြီးဆုံးသွားခဲ့ပါတယ်။သူဒီမင်းတို့လည်းဒီစကားလေးကိုကြည့်ပြီးဒါမျိုးမာလေးနှစ်ယောက်ဝေခဲ့တယ်ဆိုရင်ရောင်လို့တော့ပြတ်မထားမိကြဖို့ကြံပေးခြင်းပါတယ်။ယေရှုတင်ပါတယ်။